စစ်ကောင်စီလူ့သမားရေးဝန်ကြီးဌာနအနေနဲ့လူ့သမားအသစ်စစ်လွတ်တာကိုဆိုင်းငံ့ထားရလို့ပြပလုတ်ကန်ရှာဖွေရေးအေဂျင်စီတွေကနေစုံစမ်းတရှိရပါတယ်။လက်ရှိမှာ2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှတိုင်ပြီးဌာနနိုင်ငံအတွက်အလို့ရှင်လူ့သမားတဘောတူစာချုပ်ချုပ်ဆိုပြီးထားတဲ့လူ့သမားတွေနဲ့အခြားနိုင်ငံတွေအတွက်ဒမန်လက်တာစစ်စစ်ပြီးဆေးလွတ်ထားတဲ့လူ့သမားတွေကိုသာဆေးလွတ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဆေးလွတ်တဲ့နေရာမှာလည်းကန့်တတ်တဲ့လူဦးရေနဲ့ဆေးလွတ်နေတာဖြစ်တဲ့အတွက်ပြပတော့အလို့လုတ်ကန်မှုမသိကြတော့ဘူးလို့အေဂျင်စီတွေကတော့ပြောဆိုထားပါတယ်။ လက်ရှိမှာပြည်ပထွက်ခွာဖို့စစ်ကောင်စီလိုသမားဥဝင်ကြီးဌာနမှာဟိုတလူအစီကတ်ဆောင်ဆိုင်နေတယ်လို့သမား9000ကျော်ရှိတယ်လို့လည်းသိရှိရပါတယ်။အေဂျင်စီအနေနဲ့တော့လည်းကောင်းခွင့်နဲ့ပြန်လာတဲ့သူတွေအနေနဲ့တော့လည်းကောင်းပြည်ပကိုပြန်လည်ထွက်ခွာမယ်ဆိုတာကစစ်ကောင်စီလိုသမားဥဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုရယူရမှာဖြစ်ပါတယ်။ အဆိုပါလူသမားတွေအနေနဲ့ပြပထွက်လဲလုကန်မှုလွဲတဲ့ငွေကြေးကိုရက်ကွက်ထမအတွင်းနဲ့ချိတ်ယူရတာဖြစ်တဲ့အခက်အခဲများစွာဖြစ်ပေါ်နေတယ်လို့လည်းမြေပြင်သတင်းတွေကနေသိရှိရပါတယ်စစ်ကောင်စီလူသမားရေးဝန်ကြီးဌာနကပြပလူသားစစ်လို့ရေးနဲ့ပတ်သက်ပြီးငွေတော့မျိုးမျိုးပြောင်းနေတာကြောင့် engine တွေလိုင်စင်ပြန်ဖို့ရှိနေတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာတက္ကသိုလ်ဝန်ထမ်းဆာမွေစတင်ဖြစ်စုခဲ့တဲ့မြန်မာစာနေ့တနင်္ဂနွေအတိုင်းတာဆာမွေဖြစ်စုမှုစီးရင်ရှိတဲ့ចောင်းသားចောင်းသူဥယီတွေကလာရောက်မဖြေဆိုတဲ့သူတပေါင်း1000 954ဦးရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနထံကလည်းသိရှိရပါတယ်။ဖြေဆိုဖို့စီရင်တွင်ထားသူ23843ဦးရှိတဲ့အထက်က23889ဦးသာလာရောက်ဖြေဆိုခဲ့ပြီးတော့ပြတ်ကွက်တဲ့သူ11954ဦးရှိခဲ့တယ်လို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။တိုင်းရင်းပြည်နယ်နဲ့ခရိုင်မြို့နယ်စာစစ်ဌာနနိုင်ငံစာစစ်ဌာနတွေမှာဖြေဆိုသူစီရင်သိရေးအတွက်မှာစာစစ်ဌာနပေါင်း819ဌာနမှာဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။ 2025ခုနှစ်တောက်တုံဝင်ဆောင်မှုအဖြစ်ဆိုတဲ့အကြောင်းသားကြောင့်လူတွေဟာမတ်လ18ရက်နေ့ကနေမတ်လ22ရက်နေ့ထိဖြည့်ဆည်းကြရမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ပြီးခဲ့တဲ့ပြည်ညာတင်နေ2023 2024တက္ကသိုလ်ဝင်ဆောင်မှုအထက်ဖြည့်ဆည်းသူဦးရေပုံများပြလာခဲ့ပြီးတော့2023 2024တက္ကသိုလ်ဝင်ဆောင်မှုအမှာဖြည့်ဆည်းသူ38820ဦးသာရှိခဲ့တယ်လို့လည်းသိရှိရပါခင်ဗျာ။ကုလသမဂ္ဂထူရီတရမှုချုပ်အန်တိုနီယိုဂူတာရက်စ်အနေနဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂထူးကိုယ်စားလှယ် ဂျူဘလီဗီရှော့နဲ့စီဝိုင်းလုပ်ငန်းဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့စီဝိုင်းဆိုင်ရာပြိပခရှိမရှိကိုအများဆုံးစစ်ဆေးပြုလုပ်ပြီးပြည့်စစ်ချက်တွေကိုအများပြည်သူကိုအတိပေးချပြဖို့ရပ်ဖွဲ့ဖွဲ့စီ290ကလက်မှတ်ရေးထိုးပြီးတော့အိတ်ဖွင့်ပေးစာပေးပို့လိုက်ပါတယ်။ဒါပြင်ကုလသမဂ္ဂဒရင်ညီလကန် United Nations General Assembly UNGA အနေနဲ့လည်းဒုကုသလရဲ့လုပ်ပိုင်ခွင့်အာဏာကိုအများဆုံးရပ်တန့်ဖို့နဲ့မြန်မာနိုင်ငံရဲ့အချက်အလက်ကိုကိုယ်လှယ်ပြီးရှေ့မှာထွေထွေတွင်းမှုချုပ်ကတိုက်ရိုက်ဦးစီးလှုပ်ဆောင်မှုကိုလည်းတိုက်တွန်းထားပါတယ်။ ုလထုကုစလေစီဝိုင်းလုံလဆောင်မှုတွေနဲ့မြန်မာနိုင်ငံမှာလောက်ကင်နေတဲ့ရှန်ကောက်ရီဆိုဆက်နဲ့ China Communication Consulting Company အပါအဝင်ဖြစ်နိုင်ခြေရှိတဲ့ဒါမှမဟုတ်အတီးပြုထားတဲ့တထုရင်းလုပ်ငန်းနဲ့ဒီကိုစိုးရပိုင်ကုမ္ပဏီတွေဆက်နေနေတယ်လို့လည်းစာထဲမှာဖော်ပြထားပါတယ်။ This is Dibli Bishoy ရဲ့ဒီကိုစိုးရပိုင်ကုမ္ပဏီတွေနဲ့ဆက်နေနေမှုဟာဒီကိုနိုင်ငံနဲ့တိတိဆက်ဆံမှုလိုအပ်တဲ့မြန်မာနိုင်ငံဆန်ကုလသမဂ္ဂအထူးကိုယ်စားလှယ်တဝူးအနေနဲ့ရှိရမယ့်တမာတမဲကြမှုနဲ့လွတ်လပ်ပြီးအမိခိုကင်းမှုပေါ်ဆွေးနွေးမှုတွေဖြစ်ပေါ်စေတယ်လို့လည်းပြောဆိုထားပါတယ်။ ်ရုပ်လင်ငန်းဟာတရားမဝင်မြန်မာစေအုပ်စုအတွက်စစ်ပတ်ဆိုင်ရာကူညီပံ့ပိုးမှုတွေနဲ့မှားယွင်းတဲ့တရားဝင်မှုကိုပံ့ပိုးပေးနေတဲ့ထိတ်တန့်ရင်းမြစ်တစ်ခုဖြစ်ပြီးတော့မြန်မာစေအုပ်စုကမြန်မာပြည်သူတွေပေါ်ဆက်လက်လှုပ်ဆောင်နေတဲ့လူသားမျိုးနွယ်ပေါ်စန့်ကျင်တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေကိုတရုတ်စိုးကအပိတ်ကူညီတာထင်ရှားနေတယ်လို့လည်းအဖွဲ့ပေးစာမှာဖော်ပြထားပါတယ်ခင်ဗျာယူရင်းမြန်မာနေနေကတဲ့ရင်းစစ်ကျင်တွေကို၄စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံနေရှင်က9နိုင်တိုင်းမှာတက်ဆက်ပေးနေတာပြုလို့ဆောင်ပြီးတော့ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ